။ဟောသင်ဆက်ဆံတာဟာလူ့ဘဝမှာတိတ်အရေးကြီးတယ်တဲ့။အရေးကြီးဆုံးကဘာလလို့ဆိုတဲ့အသိဉာဏ်ကင်းမဲ့တဲ့ပုံကိုယ်တွေနဲ့မပေါင်းသင်းမိဖို့အတူမနေမိဖို့မဆက်ဆံမိဖို့ပဏိတလို့ဆိုတဲ့အသိဉာဏ်ရှိတဲ့ပုံကိုယ်တွေနဲ့ဆက်ဆံမှုအဲဒီလိုဆက်ဆံမှုကိုအကြောင်းပြုပြီးတော့ဘာလနဲ့ဆက်ဆံမိတဲ့ပုံကိုယ်တွေဟာဒီဘဝခရီးမှာလည်းပဲဒုက္ခအမျိုးစုံ ကြုံတွေ့ကြရတယ် ပညာရှိသူတော်ကောင်းနေနဲ့ဆက်ဆံမရတဲ့ပုဂ္ဂိုလ်ကြတော့ဘဝမှာလည်းအေးချမ်းတယ်။နောက်ဘဝမှာလည်းပဲချမ်းသာဒုက္ခရရတယ်ဆိုတဲ့အကျိုးတွေဟာအမတန်မှထင်ရှားတယ်။ဒါဖြင့်ဘာလပဏိတလို့ဆိုတာဘလို့ပုဂ္ဂိုလ်မျိုးတွေကိုခေါ်တာတော့ဆိုတော့မြတ်စွာဘုရားကဒါရွေးချယ်ဖို့ရအတွက်ပေးတာပါ။ရွေးချယ်ဖို့ရကြတော့မကောင်းတာတွေးမကောင်းတာပြောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုဘာလလို့သတ်မှတ်တယ်။ကောင်းတာတွေးကောင်းတာ ပြောကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုပဏိတလို့သတ်မှတ်တယ်ပေါ့အဲ့တော့ကောင်းမကောင်းဆိုတာကြတော့ဘာနဲ့ဆုံးဖြတ်သလဲကိုကြိုက်ရင် ကောင်းတဲ့အကောင်ဟာအကောင်လားလို့ဆိုအဲ့လိုမဟုတ်ကိုကြိုက်တာမကြိုက်တာနဲ့မဆုံးဖြတ်ရဘူးအဲ့တော့ကောင်းတဲ့အတွေးဆိုတာတစ်ဖက်သားကိုအပြစ်မဖြစ်တဲ့အတွေးမျိုးတစ်ဖက်သားကိုညှဉ်းပန်းနှိပ်စက်လိုတဲ့အတွေးမျိုးကိုယ့်ကိုထိခိုက်နစ်နာစေလိုတဲ့အတွေးမျိုး လောကကြီးကိုအကျိုးမပြုတဲ့အတွေးမျိုးလောကကြီးကိုပျက်စီးစေတဲ့အတွေးမျိုး အပြောမျိုးအလောက်ကံမျိုးတွေဟာမကောင်းဘူးလို့တတ်မှတ်ရမယ်။အများအတွက်အကျိုးဖြစ်တဲ့အတွေ့အများအတွက်အကျိုးဖြစ်တဲ့အပြောအများအတွက်အကျိုးဖြစ်မဲ့အလုပ်ဒါတွေကကောင်းတယ်လို့တတ်မှတ်ရမယ်။အဲတော့အဲ့ဒီလိုလူလောကရောက်လာပြီဆိုလို့ရှိရင်နံပါတ်1ဘုန်းကြီးတို့ဟာရွေးချယ်လို့ရတဲ့ဘဝမှာပေါင်းတဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ရွေးချယ်ဖို့လိုအပ်တယ်လို့ရသော်ဗျာပထမဆုံးမင်္ဂလာခကြီးကိုစတင်လျှောက်လှမ်းဖို့ရာအတွက် ဒါကိုဥစွာဟောတာเนาะအဲ့တော့အပေါင်းအသင်းဆက်ဆံမှုကရေးကြည့်တယ်ကဲအပေါင်းအသင်းဆက်ဆံပြီးတဲ့အခါမှာလူတွေရဲ့ society တွေနေတဲ့အခါမှာဘာလုပ်ဖို့လိုအပ်တယ်လဲလို့ဆိုရင်ပူဇာစပူဇနေရနာအဲလေးပေးယူသိလေးစားတိုက်တဲ့ပုံစံတွေကိုယူသိလေးစားရမယ်လို့ဒီလိုဆိုလို့ပူဇော်တယ် ဆိုတဲ့စကားလုံးကပါဠိရလာတာဆိုလူတွေကနားလည်နေကြတာပန်းနဲ့ပူဇော်တာတို့ ဘာလို့ဒါမျိုးတွေလှူဝှထုနဲ့ပူဇော်တာတို့ဒါဟုသာပူဇော်တယ်လို့နားလိုက်ပူဇော်တယ်ဆိုတာညံ့လို့တယ်အယူသိပေးတယ်လေးစားတယ်ဒါမျိုးတွေဟာလည်းပူဇော်တယ်လို့ပဲခေါ်တာပဲစိတ်ထဲကအလေးနဲ့ထားတယ်အဲ့ဒါလို့လောကမှာပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်ခြင်းဖြင့်ကိုယ်မှာအသိဉာဏ်တွေတိုးပွားစေနိုင်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့ဝတ္တရားနံပါတ်1ရွေးချယ်ရမှာကအပေါင်းအသင်း အပေါင်းအသင်းရွေးချယ်ပြီးတဲ့အခါမှာကိုယ်အတိုင်းဝိုင်းတိုင်းမှာပူဇော်တိုက်တဲ့လေးစားတိုက်တဲ့ပုံစံတွေကိုလေးစားမိဖို့ဆိုတာတတ္တရာအနေနဲ့မြတ်စွာဘုရားကဟောတာဒါပြင်လူလောကမှာ ရောက်ပြီးကြီးပွားတိုးတက်အောင်လုပ်ဖို့မကောင်းတဲ့ပုံစံတွေကိုရှောင်ကောင်းတဲ့ပုံစံတွေနဲ့ပေါင်းသင်းပြီးပူဇော်တိုက်တဲ့ပုံစံတွေကိုပူဇော်ယုံဒီလိုလုပ်တွေလုပ်ဖို့ဆိုတာဟာဘယ်နေရာလိုအပ်တယ်လို့ဆိုတော့မြတ်စွာဘုရားက ဒီလိုအလုပ်တွေလုပ်မိဖို့အကောင်းဆိုရွေးချယ်တတ်ဖို့အတွက်ဘာကအရေးကြီးလာပြန်လို့ဆိုပတိရူပဒေသဝါဒတဲ့တင့်တင့်လျောက်ပတ်တဲ့အရမှနေဖို့ဗမာစကားမှလည်းမရှိတဲ့နော်တရားမပြောင်းသကောင်းမဖြစ်ဆိုတဲ့စကားရှိတယ်။သူကအတွေ့အကြုံအမြင်ဟိုအယူဆကျင်ညာဘုဒ္ဓတာဆိုတာတဏှာနဲ့တဏှာမတူတတ်ဘူးပေါ့ အဲ့တဏှာတဏှာပြောင်းလိုက်တဲ့အခါမှာကိုယ်မှာအတွေ့အကြုံအစ်စ်တွေရတယ်အသိဉာဏ်ဘောဓုတ္တတွေအစ်စ်ရလာတယ်တခုနဲ့တခုရှင်စရာတွေရလာတဲ့အတွက်ကြောင့်ဘယ်ဟာပိုကောင်းတယ်ဘယ်ဟာကညံ့တယ်ဆိုတာကိုနှိုင်းရှင်တတ်လာတယ်ပေါ့တဏှာထဲမှာဆိုလို့ရှိရင်နှိုင်းရှင်မှုမရှိဘူးပေါ့ဒါကြောင့်မို့အကြောင်းအကျိုးအဆိုးအကောင်းကိုသိဖို့ရအတွက်ဘာလို့တော့ဆိုပဋိရူပတေတဝါဒနေရာရွေးချယ်ပြီးတော့နေဖို့လိုအပ်တယ် နေရာရေးချွေရမယ်ဆိုတာဘာအတွက်ရေးချွေရတာလို့ဆိုရင်ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းပဲပညာရေးတိုးတက်ဖို့အတွက်ရွေးချယ်ပါလားစီးပွားရေးအတွက်ရွေးချယ်ပါလားချမ်းသာရေးအတွက်ရွေးချယ်ပါလားဆိုင်ရဆိုင်ရသူတော်ကောင်းတရားတွေကျင့်ကြံကြိုးကုပ်အားထုတ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုရဖို့ရနေရာအတွက်ရွေးချယ်ပါလားလို့ဆိုတာသူ့နေရာနဲ့သူရွေးချယ်ဖို့လိုအပ်တယ်ပေါ့ချမ်းသာရေးအတွက်ဆိုလို့ရှိရင် ဆေယုံတို့ဆေကုမဲ့ဆရာတို့ဇာတိဥဒုကောင်းတဲ့နေရာတို့ဒါမျိုးရွေးချယ်ပြီးတော့နေကြမှာကြီးပွားတုတ်တဲ့လူတွေပုဂ္ဂိုလ်။ကျင်ညာရေးအတွက်ဆိုလို့ရှင်ဆရာကောင်းသမားကောင်းရှိတဲ့ပုဂ္ဂိုလ်နေရာဌာနတို့ကျောင်းရှိတဲ့နေရာဌာနတို့ပညာသင်လို့ရတဲ့နေရာမျိုးတို့ရွေးချယ်ပြီးတော့နေကြ။ဒါကြောင့်မလို့အဲ့ဒါလို့ရွေးချယ်ပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်တွေကလောကမှာကြီးပွားတုတ်တက်သွားတာတွေအများကြီးပဲရှိတယ်ပေါ့မရွေးချယ်ဘဲနဲ့ဒီတိုင်းပဲ ိုကြာရတိုင်းနေလိုက်တဲ့ပုံကိုယ်တွေကြခြေဘွားတုတ်တဲ့မှုအားနည်းသွားတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကနေရာဒေသကိုရွေးချယ်ရမယ်တဲ့ကိုနဲ့တင့်တင့်လျောက်ပတ်တဲ့နေရာရွေးချယ်ရမယ်။အဲ့တော့ပညာရေးအတွက်ရွေးချယ်တယ်၊စီးပွားရေးအတွက်ရွေးချယ်တယ်ဆိုလို့ချင်းလည်းစီးပွားလုပ်လို့ကောင်းတဲ့နေရာမျိုးရွေးချယ်ပြီးတော့ချွေပြောင်းပြီးတော့နေထိုင်ကြရမယ်။ အဲသူတော်ကောင်းတရားကျင့်ကြံကြိုးကိုအထောက်ဖို့ဆိုလို့ရှိရင် တရားဓမ္မဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တို့တရားထုတ်ခွင့်ရတဲ့နေရာမျိုးတို့တရားလိုက်စားလို့ရတဲ့နေရာမျိုးဒီလိုဟာမျိုးရွေးချယ်နေရအဲ့ဒါကိုဆွလို့တယ်မြတ်စွာဘုရားကပဋိရူပတေတံအဲ့ဒီလိုရွေးချယ်ပြီမဲ့လို့လောကမှာလူတွေဟာအရေးကြီးဆုံးတစ်ခုကဘာလို့ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ကဒါအမြဲတမ်းအရေးကြီးတယ် ဒီလိုရွေးချယ်ဖို့ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဆိုလို့ရှိရင်လေအခွင့်မသားပြန်ဘူးဒါကြောင့်မို့ပုပ်ဝိဆကတ္တပုံညာတာလို့မြတ်စွာဘုရားဆက်ဟောတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့သူများရဲ့လည်းအသိဉာဏ်ရှိတယ်ပေါ့အရှင်ဒီကောင်းနေနဲ့လည်းကြုံရတတ်တယ်ပေါ့ဒါကြောင့်မို့လို့ပုပ်ဝိဆကတ္တပုံညာတာကုသိုလ်ကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လေလိုအပ်တယ်အဲ့ဒါလို့ရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်မှလည်းပဲ လောကကြီးမှာချီးပွားတိုးတက်မှုဟာအပြည့်အဝရနိုင်တယ်ပေါ့အေးဘုဝိဇာကတ္တပုံညတာ ရှိလာပြီးတဲ့နောက်မှာအရေးကြီးဆုံးနောက်ထပ်ကိုတဏ္ဍကိုခုတဏ္ဍမှာရှိရတဲ့မင်္ဂလာတရားတစ်ခုကဘာလို့ဆိုရင်အတ္တတ္တမှာပဏိတိတဲ့ကိုကိုကိုကောင်းအောင်ထားနိုင်မှုကိုစိတ်လေးကို ပြုပြင်ပေးမှုဒါအမတန်မှအရေးကြီးတယ်မြတ်စွာဘုရားက14ပါးဆိုပြီးတော့ဟောတာရှိတယ် လောကမှာကြီးပွားတိုးတက်ဖို့ရာအတွက်14မျိုးရှိတယ်တဲ့14မျိုးဆိုတာဘာလဲဆိုရင် ဆက်ဆိုတာဒီနေရာမှာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့လေပတ်သွားတဲ့အရာကိုဆက်လို့ခေါ်တာပါနံပါတ်1ကပฏิရူပတိသဝါဒတင့်တင့်လျောက်ပတ်ကောင်းမြတ်တဲ့အရာမှနေခြင်းနံပါတ်2ကသပ္ပုရိတုပနေတဲ့လူတော်လူကောင်းနဲ့ပေါင်းမိခြင်းနံပါတ်3ကအတ္တတမ္မာပဏိတိကိုယ်ကိုယ်ကိုပြုပြင်ပြီးတော့ ဟိုကြိုးစားအထုတ်ခြင်းနံပါတ်၄ကပုပ္ပိစကတပုညတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ဟောကုသိုလ်ကောင်းမှုရှိခဲ့ပြီဆိုလို့ရှိရင်တင့်တင့်လျောက်ပတ်တဲ့နေရာကိုရောက်တယ်တင့်တင့်လျောက်ပတ်တဲ့နေရာကိုရောက်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းနဲ့တွေ့တယ်သူတော်ကောင်းနဲ့တွေ့တဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကိုပြည့်ပြည့်ထိမ့်သိမ့်ပြီးတော့နေတတ်ထိုင်တတ်လာတယ်လို့ အဲ့ဒီလိုပြုပြင်ထိမ့်သိမ့်ပြီးနေတတ်လာတယ်ဆိုလို့ရှိရင်ပဲကုသကောင်းမှုတွေတခါဆက်ပြီးတော့လုပ်ပြန်တယ်လုပ်သည့်အတွက်ကြောင့်ပဋိရူပဒေတာကိုရောက်ပြန်တယ်ပဋိရူပဒေတာရောက်ရင် သူတော်ကောင်းတွေနဲ့တွေ့ပြန်တယ်အတ္တတမပဏိတိဆိုတဲ့ကိုကိုကိုကောင်းအောင်ထားတတ်သွားတယ်ဟောမင်္ဂလာတရားတော်ဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့ရသော်ပြားကဟောသွားတာပါဒါဘဝခရီးလျှောက်ပြီး ဆိုကြတဲ့ကောက တို့တွေတွေနေတဲ့ထိုင်တဲ့နေရာဟာတို့နဲ့ပฏิရူပဖြစ်ခက်လားဆင်ញင်စဉ်းစားရမယ်ပေါ့ပฏิရူပဖြစ်ပြီဆိုလို့ရှိရင်ပฏิရူပဖြစ်ုံနဲ့လုံလောက်ပလားဆိုမလုံလောက်ဘူးလုံလောက်ဖို့အတွက်ဘာလုပ်ဖို့လိုလဲဆိုရင် ကိုယ်ပေါ်မှာမူတည်တာက အတ္တတမပဏိတိတဲ့ကိုယ့်ကိုယ်ကိုကောင်းအောင်ထားကိုယ့်ကိုယ်ကိုကောင်းအောင်ထားတဲ့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲလဲဆိုရင်ကိုယ်မှာ၅ပါးသီလမပြည့်စုံသေးဘူးဆိုရင် ပြည့်စုံအောင်လေ့ကျင့် တရားစွမ်းအားတွေနည်းနေသေးတယ်ဆိုရင်တရားစွမ်းအားတွေပြည့်အောင်လုပ်မယ်။ကိုချင်းတရားတွေအားပြော့နေအားကောင်းလာအောင်လုပ်မယ်။ဘာသာတရားနဲ့ပတ်သက်ပြီးဘ ਹੁ ဒုတ္တတွေနည်းနေမယ်ဆိုလို့ရှိရင်ဘ ਹੁ ဒုတ္တစီးပူးရမယ်။ကိုယ့်ရဲ့ဒီအများအကျိုးဆောင်ရွက်မှုတွေအားပြော့နေသေးတယ်ဆိုလို့ရှိရင်လည်းကြိုးစားအားထုတ်ကြရမယ်။မကောင်းတဲ့စိတ်ဓာတ်တွေကိုတွန့်လှန်ဖယ်ရှားဖို့ကောင်းတဲ့တရားတွေကိုကြိုးစားအားထုတ်ဖို့ဆိုတဲ့ ဝိရိယတရားတွေရောပါနေသေးတယ်ဆိုလို့ရှိရင်လည်းတိုးအောင်လုပ်တယ်။အသိပညာတွေနှဲပါနေသေးတယ်ဆိုရင်လည်းရအောင်လုပ်တယ်။အဲ့ဒါဟာအတ္တတမပဋိတိပဲ။ကိုယ့်ကိုယ်ကိုကောင်းအောင်ထားတယ်ဆိုတာကိုယ့်ကိုယ်ကိုအဆင့်မြင့်လာအောင်ကြိုးစားအထောက်ထားမှာပဲ။ကောင်းပြီအဲ့ဒီလိုမင်္ဂလာလမ်းမပေါ်မှာရှောက်လန်းလို့ကိုယ့်ကိုယ်ကိုကောင်းအောင်ထားတတ်ပြီးထားတတ်အောင်ဘာတွေလုပ်ဖို့လိုသလဲ။ဒီတိုင်းသူ့ဟာသူထားတတ်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့မြတ်စွာဘုရားက နောက်ဆက်ပြီးဟောတာကဘာဟုတ်သစ္စင်စာဘောဓုတ္တစီပုပါ